ပေါ်မှာစာလူတက်ပြီလူလူမတက်တဲ့သူတွေကိုတွေ့တော့စိတ်ကောင်းရှိမှလူကောင်းဖြစ်မယ်ဆိုတဲ့စကားကိုကျွန်မပို့ပြီးလက်ခံလာပါတယ်။အသက်တွေသာကြီးပြီးတော့စိတ်တဘောရတွေမကြီးနိုင်သေးတဲ့သူတွေကိုတွေ့ပြန်တော့လေဒီလူတွေဟာအသက်ကြီးလို့သာလူကြီးလို့ခေါ်ပြီးအတိမရှိတော့အလကားပဲလို့နင်းလာပါတယ်။တချို့ကြတော့လူကသာရှမ်းသာနေပြီးစိတ်မရှမ်းသာနိုင်တဲ့သူတွေတွေ့ပြန်တော့လေကိုဟာဘယ်လိုနေရနေရဘယ်လိုဆိုင်ရဆိုင်ရလူလလက်ပျော်ရွှင်ခြင်းကသာ ပွားတံဘူးဆိုအောင်ကျွန်မလက်ခံလာတယ်။ပညာတက်ပြီးအကြီးတန်းနေတဲ့လူတွေကိုတွေ့ပြန်တော့လေစိတ်ကောင်းမရှိတဲ့ပညာတက်ရှင်ကလောကကိုဒုက္ခပေးတတ်တယ်ဆိုတဲ့စကားလေးကိုပို့ပြီးတော့ကျွန်မယုံကြည်လာတယ်။တချို့ကျတော့ဂုံဒနာရှိပြီးရုပ်ရည်လျှော်တဲ့သူတွေကအချောက်တိုက်ပေါ်ဝင်မြင်ပြီးတစ်ဖက်သားအိုလီယာမတွင်ကျင်ကြတဲ့အခါမှာယူသားချင်းနဲ့ကိုကြီးစာတရားကပဲလူရဲ့တံပေါ်လို့ကျွန်မမြင်လာတယ်။ တထောင်ဦးပြီလို့မှတရားဘူးလောက်တော့ကောင်းမမြင်နဲ့ကိုဘာပဲလုပ်လို့ပဝန်းကျင်ကကြည့်ဖဲမြင်နေကြတဲ့အခါကိုမှန်တယ်လို့ထင်ရင်ဂယုမဆိုင်ဖဲနေတက်လိုက်အချင်းကိုကျမရရှိလာတယ်။စီကနာမြတ်တာရိကကိုပြီးတလောက်မစူထားနဲ့တခါတလေဒက်ဆက်ကလေးမှပြန်မရတဲ့အခါကျမတော့နောက်တစ်ခါပြီးနိုင်ရင်ပြီးမပြီးနိုင်ရင်လည်းဥပိ္ပခပြုပြီးတော့နေမယ်။ဒါပေမဲ့ကျမဖဲမျော်လင့်ချက်ကိုမှ သွားမထားတော့ဘူးလို့ကိုကိုကိုစုံမတက်လာပါတယ်။တရှုလူတွေကလူမခေါ်တယ်၊လူမသုံးတယ်။အစင်မပြေမှ ကိုယ်ဆက်တွေ့လာတယ်။ဒုက္ခရောက်မှတတိရတယ်။တရားတွေပြီးပြီလူစလူသုံးပြီးပြန်ထွက်သွားကြတယ်။ဒါရီကဘဝတွေကခောက်ယူကျိုးနေတဲ့အခါလူတွေနဲ့ရောဝင်ရမှအောင်ကျမကြောက်လာတယ်။လူတွေကိုယုံကြည်ရမှအောင်လည်းကြောက်လာတယ်။လူတွေကိုထက်ချေရမှလည်းကြောက်လာတယ်။လူတွေနဲ့အများကြီးတဟီးတဟီးဟာဟာနေရဖို့တဲ့ တယောက်သေးပဲအေးစစ်စစ်နေချင်လာတယ်။ဒါကိုနေတတ်အောင်လဲကျမစူးစမ်းပါတယ်။မိုးရွာရင်လေရွာမယ်နေဘူးရင်လဲပူမယ်။တခါတလေဘဝကရာတိကုတုစံပါတယ်။ကိုကနေတတ်မှချစ်မယ်။ဒီနေ့ကမလွယ်ကူဘူးဆိုရင် နောက်နေ့ကပို့ပြီးတော့ခက်ခဲနိုင်တယ်။ဒီနေ့ချက်မနဲ့ပြန်မှခံနိုင်ပြီးပို့ပြီးရှိနေရမယ်လို့လဲကျမ ခဲယူထားတယ်။အပင်မြင့်ရင်လေလီတိုက်ခဲရမယ်။အပင်နဲ့ရင်လေတက်နှင်းခဲရမယ်။ဒါလောကရန်ကွက်ချမမဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ်ကိုကိုယ်တိုင်တန်မာနေမှာဖြစ်ပါမယ်။